ဟယ်လိုအားလုံးမင်္ဂလာပါရှင်ခြေတော်ဒီနေ့ပတ်သက်လေးတခုပညာဒါနသင်ပေးပါမယ်ဒီပတ်သက်လေးပါခြေဒီမှာပုံလေးပြထားမယ်နော်အဲ့တော့ဒီပတ်တန်ကခြေတော်ဘလိုမျိုးသွားလဲဆိုလို့ရှင်သူက လေတောင်ပတ်တန်နဲ့သွားတယ်သူ့ရဲ့အင်ဂျီမှာအပိုင်းက၃ပိုင်းလောက်ပါတယ်ပေါ့နော် sorry ၃ပိုင်းမဟုတ်2ပိုင်းပါတယ်ခြေတော်ဒီညမှာလေတောင်ကနေပြီးတော့ဒီလို F2 အပိုင်းကိုတစ်ချမ်းဝင်လာတယ်ပြီးရင်ဒီဘက်က F1 အပိုင်းလေးပေါ့ F1 အပိုင်းမှာဆိုလို့ရှင်ခြေတော်ကခွဲကားလေးတွေထည့်ထားတယ်ဒီပတ်တန်လေးက ရုပ်တရက်ကြီးလိုက်ရင်တော့အရင်မခက်ဘူးလို့ထင်ရပေမဲ့သူကတောက်လေးတွေကိုဖျောက်ပြီးတော့တုံးရတယ်တောက်တွေအစာလှည့်ပြီးတော့ခြေတော်ခွဲကားတွေတုံးထားတယ်ဒီခွဲကားတွေဒီခြေတော်ပတ်တန်အောင်ခွဲပြီးတော့အစာထိုးထည့်ထားတာမဟုတ်ဘူးခြေတော်ဒီခန္ဓာကိုတောက်တွေဒီမှာရင်ပင်းတောက်တွေလေပင်းတောက်တွေထိုးထားထိုးထားသမျှတောက်တွေအကုန်လုံးကိုစုပြီးတော့ဒီကိုထားခြင်းနဲ့နေရာလေးမှာခွဲကားပြန်ပြီးထုတ်ထားတာမျိုးဖြစ်တယ် ရပြီလားသူကတော့သူကနှစ်ဖက်သလုံးတူတာဒီဇိုင်းဖြစ်တဲ့အတွက်ခြေရောကပတ်တန်တစ်ချမ်းပဲဆိုရင်ရတယ်လက်ကတော့ခြေရောရိုးရိုးလက်ဖောင်းပဲဆွဲထားဖြစ်တဲ့အတွက်လက်ကိုတော့ခြေမပြောတော့ဘူးเนาะအဲ့တော့ခြေကဒီပတ်တန်လေးကိုတင်ပေးပါမယ်ဆိုတော့အချက်ကိုရှေ့ချမ်းပတ်တန်တရွဲ့နောက်ချမ်းပတ်တန်တရွဲ့ဆွဲထားပေးပါသူကနောက်ချမ်းမှာကအပူလေးဖြစ်တယ်ပေါ့နော်နောက်ချမ်းမှာတရွဲ့ပဲ ရှေ့ကျမ်းမှာသူကရှေ့ခွဲနဲ့ချုပ်ထားတာရှေ့ခွဲရင်စီအင်ကြီးဖြစ်တယ်။အဲ့တော့ဒီပက်တန်လေးဆွဲပေးပါမယ်ရှင်။ခြေကိုရှေ့ကျမ်းပက်တန်တွေနောက်ချမ်းပက်တန်တွေဆွဲထားပေးပါ။ကိုသုံးနေကြပက်တန်နိုင်မဲ့ဆွဲပါ။စင်တီမီတာသမားလည်းဆွဲလို့ရတယ်။လက်မသမားလည်းဆွဲလို့ရတယ်။တချက်တင်နန်းသူတွေချက်စာအုပ်ဝယ်ထားတဲ့သူတွေဆိုလို့ရှင်တော့ချက်ဤတိုင်းသုံးပေါ့နော်။အဲ့တော့တချက်ကစာချုပ်ပညာရေးနဲ့ပတ်သက်ပြီးတော့ပက်တန်တွေကိုပညာဒါနပေးနေတဲ့ knowledge sharing တွေလုပ်ပေးနေတဲ့တချက်တွေဦးဖြစ်ပါတယ်။ အဲ့တော့ teacher တို့ဒီပုံစံလေးကကြတော့လဲတောင်လေးပါတယ်ပြီးွားရင်ရှေ့မှာအခွဲလေးနဲ့ dropping လေးတွေပေါ့နော်အဲ့ဒါလေးကိုချဲတင်ပေးမယ်နောက်ချမ်းကသူကလဲတောင်ပတ်သက်မဲဆွဲပြီးကျတော့အဘေးကိုအရင်ကြီးမကျဲဘူးနှစ်လက်မလေးစိတ်ပဲလဲပင်ဖောက်အဖေါ်ကိုလဲတောင်ကတစ်လက်မလောက်တက်ရင်ရပြီအဲ့ဒီကနေမှကျတော့ဒီလိုပခုံးတဝက်နေရာလေးကနေလဲတောင်လေးလာထောင်ပေးနော်ဒီမှာတစ်လက်မတက်ထားရင်တော့ဒီလိုလေးပဲဝိုက်ပေးနော်ဒီလိုလေးပဲသူကနောက်ချမ်းမှာအရင်ဒီလိုမျိုး အဝိုက်ကအောက်ကိုမကျချင်ဘူးဆိုလို့ရှိရင်ဒီပုံလေးစိတ်တက်ပြီးတလို့ဝိုက်ပြီเนาะဒါဆိုတိတ်ပြီးမကြဒီလိုမျိုးလေးဝိုက်ပြီရလားဒါဆိုလို့ရှိရင်သူကနောက်ချမ်းကိုပခုံးတောက်နဲ့သွားလို့ရတယ်ပခုံးတောက်ဘယ်လောက်ထည့်မလဲဆိုရင်ကျွန်တော်နှစ်စိတ်ပဲ เนาะနှစ်စိတ်ပဲဒီနားလေးကိုထည့်ပြီးလဲတောင်တက်ထားဖြစ်တဲ့အတွက်ဒီနားလေးမှာနှစ်စိတ်သိမ့်ပြီးနှစ်စိတ်ထပ်ပို့ပြီးမထည့်နဲ့နှစ်စိတ်ထပ်ပို့ပြီးထည့်လိုက်ရင်ဒီပခုံးဆွဲပြီးတော့ကျင်းလိုက်သလိုဖြစ်သွားလိမ့်မယ်เนาะအဲ့တော့ကျွန်တော်နှစ်စိတ်ထပ်မယ်သူ့ကိုခွဲထုတ်မယ်ပြီးရင်ဒီဘက်က B1 တရွတ်ထပ်မယ် B2 တရွတ်ထပ်မယ်เนาะဒီကသူကရင်စည်းဖြစ်တဲ့အတွက်ဒီနောက်ကအပူပဲเนาะအခွဲချောင်းမပါဘူးတကယ်လို့ကအခွဲချောင်းဆက်ချောင်းရထည့်မယ်ဆိုရင်ဒီမှာကြောစားလိုက်ပေါ့เนาะကြောစားပြီးတော့ဆက်ချောင်းရပြန်ပြီးတော့ပိတ်လို့ရတယ်เนาะဒါကကိုကြိုက်တယ်လို့လှုပ်လို့ရတယ်ဒါက B ဟုတ်ပြီ နောက်ချမ်းဒီဘက်မှာရှေ့ချမ်းရှေ့ချမ်းမှာချက်တော့လက်ဖောင်းဆိုရင်ဒီမှာပခုံးတွေဖြုတ်ချာနော်လက်ဖောင်းဆိုရင်ပခုံးဖြုတ်ချလက်ဖောင်းမထင်ဖြုတ်ချာနဲ့ပြီးရင်သူကရှေ့ချမ်းမှာလဲနောက်ချမ်းလေပင်လို့ပဲလေပင်ကိုအပေါ်ကိုတလက်မဆိုတလက်မ6စိတ်ဆို6စိတ်တက်တက်ပြီးွားရင်ဒီမှာဒီလိုကော့ကော့လေးဒီလိုလေးနားလေးကိုရောက်မှဒီလိုနားလေးကိုရောက်မှဒီလိုလေးကော့ပြီးတက်တာနော်ဒီကနေတဲ့မဆွဲနဲ့တဲ့ဆွဲလိုက်ဒီပခုံးပေါ်မှာအသားတွေဖောင်းသွားတတ်တယ် ဟုတ်လားသူ့ရဲ့ level ကကြတော့ချေတို့ဒီဘက်လေးကလဲတာသူ့ရဲ့အောက်အကြကဘယ်လောက်ယူမလဲဆို6လက်မလောက်ဆိုရင်ရ6လက်မလောက်ဆိုရပဲအောက်ကိုနည်းနည်းပိုချခြင်း6ခွဲလောက်ယူလို့ရတယ်ဟုတ်ပြီလားအဲ့ရနေပြီးတော့ချေတို့သူဒီနေရာလေးမှာဘယ်လောက်လောက်အကြလေးမှာဆိုတော့ဒီဟာလေးကခုံခုံလေးဝိုက်လာခဲ့ဒီအကြလေးဒီဒီ share တော့ဘယ်လောက်ရှိမလဲဆိုတော့အာရှေ့ရင်ကျင်းမြင်းလောက်ပေါ့နော်ရှေ့ရင်ကျင်းမြင်းလောက်လည်းမရှိဘူးသူ့ရဲ့အကြကချေတော့အများဆုံးမှ လေးလက်မလောက်ပေါ့ဒီဘွားကလေးလက်မလောက်အကြလေးဟုတ်ပြီအဲ့အကြလေးကိုဒီနားလေးမှာခန္ဓာလေးမှတ်ထားပြီးပြီးွားရင်သူကဒီခန္ဓာကိုထောက်သွားမဲ့နေရပေါ့နော်ခန္ဓာကိုထောက်ကဒီမှာရှိတယ်ခန္ဓာကိုထောက်ကကျတော့ဒီလိုအဖြောင်ဆွဲလိုက်မယ်ဒီမှာထောက်ပုံစံလေးယူလိုက်မယ်ဒီလိုပုံစံလေးရှိရမလားထောက်ကလေးခန္ဓာကိုထောက်ကလေးရှိရအဲ့ဒီထောက်နေရကိုခြေတော့ white လာခြင်းလားသူကဒီလိုလေးခုံးပြီလားခုံးပြီလားဒီလိုတက်တက်လေး white လိုက် white ပြီးတော့သူကဒီကနေပြီးတော့ဒီလိုမျိုးလေးသွားတာ ဲ့လိုမျိုးပုံစံလေးအရင်ဆွဲเนาะအဲ့လိုမျိုးအဝိုက်လေးအရင်ဆွဲလိုက်ဒီလိုလေးထွက်သွားတယ်အဲ့လိုမျိုးထွက်သွားပြီဆိုတော့နေရာကနေမှတခြားတို့ကလေပင်လေးကဒီလိုလေးလာတယ်ဆရာလက်ပြန်ဆွဲသလိုဖြစ်เนาะဒီလိုလေးကြားဟုတ်ပြီလားအဲ့လိုအကြလေးမှာဒီလိုမျိုးထောက်ဒီလိုမျိုးထောက်မနေဘူးเนาะဒီလိုမျောမျောလေးဒီလိုမျောမျောလေးဆင်းပြီးဝိုက်သွား ဟေးအဲ့လိုလေးကြာအဲ့လိုကြာတဲ့နေရာမှာသူကဒီနေရာမှာခွဲကားလေးထည့်ထားလို့အဲ့လိုခွဲကားကြောင့်ဘလို့ထည့်ရလဲဆိုတော့တချို့တို့ဒီနေရာမှာကြီးဒီတောက်ကိုဒီတောက်နေရာတူလားဒီတောက်ကိုချေကတိတ်ပြန်ဆွဲပြီးကတ်လိုက်တာနော်ဒီတောက်ကိုဒီလိုမျိုးကခြုံနေအောင်ဆွဲလိုက်တယ်ခြုံနေအောင်ဆွဲပြီးတော့ဒီတောက်နှစ်ခုကိုတိတ်ပြန်ကတ်လိုက်တိတ်ပြန်ကတ်လိုက်လို့ရှိရင်ဒီနေရာမှာပို့သွားမယ်ဒီနေရာခွဲထုတ်လိုက်ဒီဟာကိုတိတ်ပြန်ကတ်ရင်ဒီမှာမပါလို့မလဲဆိုရင်ဟာပြီးမြှပြီးတော့ဟာပြီးမယ် ၃ချောင်းဆို၃ချောင်း၄ချောင်းဆို၄ချောင်းဒီမှာခွဲထုတ်လိုက်ခွဲထုတ်လိုက်ရင်ကွာဒီအပိုင်းက F2 တရွက်သူ့ဟာဒီမှာညှက်ထုတ်ပလိုက်မရှိတော့ဒီအပိုင်းလေးပဲကျမယ်အဲ့ဒီအပိုင်းလေးမှာဒီတောက်ကိုဆွဲကတ်လိုက်ဆွဲကတ်လိုက်ပြီဆိုလို့ရှိရင်ဒီတောက်ကိုဆွဲကတ်လိုက်ဒီနေရာလေးတွေကိုညှက်ပြီးဟလိုက်အဲ့ညှက်ပြီးဟလိုက်တဲ့နေရာလေးတွေမှာ ကွာဝါးတဲ့နေရာလေးပေါ့နော်မျှပြီးတော့ဟဟားလိုက်လို့ကွာဝါးတဲ့နေရာလေးကိုဒီမှာအတွန့်လေးပြန်လုပ်ပြီးကတ်တာဒီတော့ကကြတော့ဒီမှာပြန်ချုပ်မယ်ဆိုလို့ရှိရင်သူကဒီလိုခွဲချောင်းရာပဲရှိမယ်ဒီမှာပြန်ချုပ်ထားတဲ့ခြိချောင်းရာဒီခွဲချောင်းရာပဲပြန်ချုပ်ပြီးတော့ဒီတော့ကိုထိုးထားတဲ့ဟာလေးကိုဒီမှာပြန်ဟပြီးထည့်လိုက်တာဒီဘက်ကိုလှည့်လိုက်တာပေါ့နော်ဓာတ်ကိုဒီလိုဆွဲကတ်လိုက်ဒီနှစ်ခုဆွဲကတ်လိုက်တော့ဒီမှာအဟရီဖြစ်သွားပြီလေအဲ့အဟရီနာမှာခြေတော်ကအခောက်ကလေးတွန့်တွန့်လိုက်တာနော်ပတ်တံမှာတွန့်လိုက်တာတွန့်ပြီးတော့ ကျွန်တော်ပြီးလို့မှဒီမှာတွန့်ပြီးမိဘူးလေးဖိမိဘူးလေးဖိပြီးတော့ဒီနေရာနဲ့ပြန်ညီသွားပြီဆိုတော့မှကျွန်တော်ကဒီနေရာမှာလာပြီးဆက်เนาะသူကဒီမှာတစ်ချက်ကြည့်ပေးဒီဒီအပိုင်းဒီကိုစာကိုထားတော့၎င်းဒါမှမဟုတ်နှစ်ထပ်ချုပ်ထားရင်လည်းရတယ်ဒီနေရာလေးကိုနှစ်ထပ်လေးချုပ်ဒီအရွက်ကိုနှစ်ထပ်ယူလိုက်ပိစာပေါ်တယ်ဆိုရင်နှစ်ထပ်ယူလိုက်ပေါ့နော်နှစ်ထပ်ယူပြီးတော့သူ့ကိုကြာဒီလိုလေးတော့ အောက်တစ်ထပ်ကကြတော့ခြေတို့ဘာလုပ်မလဲဆိုကုတ်စာပုံစံမျိုးပြန်ပြီးအုပ်လိုက်တာဒီတွန့်ထားတဲ့အခောက်ကဒီမှာအသေးခောက်တွန့်ကျင်တာလေအသေးလိုကျင်တာအသေးလိုကျင်တာဖြစ်တဲ့အတွက်သူ့အပေါ်ပိုင်းတက်လောက်အောက်လိုလေးခောက်ပင်အောက်ပိုင်းတက်လောက်အားကြတော့အောက်ပိုင်းတက်လောက်အားကြတော့ဒီလိုမျိုးဟိုတွန့်စာရေးပုံမီရောပဲနဲ့သူ့ကိုအလှပြန်ပြီးတော့တင်းခောက်လိုက်တဲ့ပုံစံမျိုးနော်တိမ်ပြီးခောက်လိုက်တာဒါမှမဟုတ်ရင်သူ့ပိတ်စမပူဘူးဆိုလဲအယောင်တူတဲ့ကော့ပိတ်ကလေးနဲ့တုံးပြီးတော့အသေးကက်လိုက်လို့ရတယ် ဒီအတွနေကိုထပ်ပြီးသွားပြီးဆိုတော့မှဒါကိုကိုယ်စာသဘောဝင်ယူပြီးကိုယ်စာကိုဒီလိုအပြည့်ယူတာကွာဒီတချမ်းလုံးအပြည့်ယူပြီးတော့အပိတ်ခောက်လိုက်ခောက်လိုက်ရင်ဒီကဓောက်ကထွက်သွားတဲ့နေရာကိုဒီမှာလာပြီးတော့တွန်ထားသဘောပေါက်လာအဲဆိုလို့ရှိရင်ပြီးသွားပြီဒီပုံစံရပြီဆိုတော့မှချက်ဒီဘက်အပိုင်းနဲ့ပြန်ပြီးတော့ဆက်တာနော်ဒီမှာကိုယ်စာဒီဘက်မှာကြာလေဒီ level ကိုယ်စာတောက်လျှောက်ပါမယ်အဲ့ level ကိုယ်စာရဲ့ကိုဒါထည့်ပြီးချုပ်ပြီးတော့ဒီမှာ level ကိုယ်စာထားထားတယ်သဘောပေါက်လာရမယ်နော် အဲ့တော့ဒီချက်တော့ဒီဘတ်တန်လေးရောက်သွားပြီเนาะရောက်သွားပြီဆိုရင် like ထုတ်ကြည့်လို့ရပါပြီရှင် နောက်ထပ်ကြည့်လို့ရပါပြီအဆင်မပြေတာရှိမရှိရင်နားမလည်တာရှိရင်အချက်ကိုမေးသွားလို့ရပါတယ်ထပ်ပြီးသိချင်တဲ့ပတ်သက်နေရှိလို့ရှိရင်အချက်ကို comment မှာရေးခဲ့ပေးလို့ရပါတယ်ရှင် ပတ်သက်နေနဲ့မှမဟုတ်ဘူးဆက်ချုပ်ပညာနဲ့ပတ်သက်ပြီးကိုပါအဆင်မပြေတာရှိလဲဘာခက်ခဲတာရှိလဲချက်ရှိကဘာသိချင်တာရှိလဲရေးသွားပေးလို့ရရနော်ချက်ဗီဒီယိုလေးနဲ့ပြန်ဖြေပေးပါမယ်ရှင်အဲ့တော့ကျွန်တော်ပတ်သက်နေကိုတင်ပေးလိုက်တဲ့အခါမှာချက်တင်ပေးတာကိုကြိုက်တဲ့သဘောကြတယ်ချက် visit friend ကိုသိချင်တယ်အများစုကတစ်ချက်ဒီလိုပတ်သက်နေကိုတင်ပေးလိုက်တဲ့အခါမှာဘာသိချင်လဲဆိုရင်ချက်ရဲ့ဟိုဘယ်လိုပြောမလဲ body ပတ်သက်အခြေခံဆွဲနေ ီပေါ့เนาะချဲကိုတိုင်းနီဆွဲတဲ့နီ visit friend တွေကိုတည်ကျင်ကြတယ်အဲ့တော့ဒီမှာချဲအပိုင်းနှစ်ပိုင်းခွဲပြီးတော့ပြောပြပေးမယ်တကယ်လို့ကိုက ကိုကနိုဘရာတွေခြုံနိုင်တယ်အင်ဂျီတွေခြုံနိုင်တယ်အထက်လည်းလက်ခံလေတာဖြစ်တယ်ပတ်တန်ဝဲတည်ကျင်တာပတ်တန်ပဲချင်းကျင်တာဆိုလို့ရှိရင်တချက်စီမှာစာအုပ်ဝယ်လို့ရတယ်မြန်မာဝတ်စုအခြေခံပတ်တန်တွေကနိုဘရာပတ်တန်တွေကပတ်တန်အုံထက်ပေးထားတဲ့စာအုပ်ဝယ်လို့ရတယ်ဒီစာအုပ်ကိုဝယ်တဲ့သူကဒီထဲမှာသင်ခန်းစာ80ပါတယ်ကျတော့ဒီလိုပတ်တန်တွေကိုရှင်းပြတယ်လို့ပဲပုံနေတဲ့ပတ်တန်တွေနဲ့စာတွေနဲ့ပါတယ်ပြီးသွားလို့ရှိရင်အရှိပိုင်းမှာဆိုရင်ကျတော့ကအကြီးကကိုတိုင်းနီးတွေတွက်နီးတွေပတ်တန်ဆွဲနီးတွေ ညမဝစ်ဆောင် basic frame နေပါတယ်ပြီးလို့ရှိရင်ကျတို့ပခုံးပြောက် button ပခုံးပြောက်လက်တွေဘယ်လိုဆွဲရတယ် short lock button နေပါတယ်ကျတို့ update button နောက်ဆုံး no bra update button မှာချက်ထည့်ပြီးတင်ပေးထားတယ်ပြီးတော့ကျတို့ရင်ခံရင်ခံမှာဆိုရင်ကိုတိုင်းနီးတွက်နီးရင်ခံ button တီးတန့်ဆွဲနီး skirt button တွေ button မျိုးစုံအစုံထည့်ပေးထားတဲ့အပြင်မှာကျတို့မြန်မာဝစ်ဆောင်မြန်မာအင်ဂျီဒီဇိုင်းနေကြီးပဲပေါ့နော်တီးတန့်ကျတို့ဒီဇိုင်း90လောက်ပါတယ်ဒီဇိုင်း90ကကျတို့ဒီလိုမျိုးပုံနေနဲ့ ပုံနေနဲ့စာရီနဲ့ပတ်တန်နေနဲ့တွဲပေးထားတဲ့ဒီဇိုင်းက90လောက်ပါတယ်စုစုပေါင်းတင်ငန်းစာက80ထည့်ပေးထားတယ်ခေါင်းနေလည်းပါတယ်ပေါ့နော်ပြီးတော့ချက်ကဒီစာအုပ်တင်ရောင်းလိုက်တာမျိုးမဟုတ်ဘဲနဲ့ဒီစာအုပ်ထဲမှာပါတဲ့တင်ငန်းစာ80လုံးကိုပြန်ပြီးရှင်းပြပေးထားတဲ့ဗီဒီယိုတင်ငန်းစာတစ်ခုကိုဗီဒီယိုတစ်ပုဒ်ပေါ့နော်အဲ့လိုမျိုးနဲ့ချက်ကတင်ငန်းစာစုစုပေါင်း80ကိုဗီဒီယိုအပုဒ်ပေါင်း80လုံးချက်ကပြန်ပြီးတော့ Telegram မှာပြန်ပြီးရှင်းပြထားတဲ့ group လေးလုပ်ပေးထားတယ်ချက်တို့ဟို online class လိုပဲရသွားမယ်ပေါ့နော်အဲ့တော့ချက်ကစာအုပ်တင်မကဘဲနဲ့စာအုပ်ထဲကတင်ငန်းစာတွေကိုပါပြန်ပြီး ရှင်းပြထားတဲ့ဗီဒီယိုတွေမှာရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီစာအုပ်ဒီအစင်းမြင့်လက်မာနီနဲ့တင်ပေးထားပါတယ်တအုပ်ကိုချက်3900ကျပ်နဲ့တလအုပ်ရေတရာရောင်းပေးပါတယ်ရှင် ဒါကကြတော့ chair တို့ချုံနေကြသူတွေပေါ့နော်ချုံနေကြသူတွေပတ်တန်ပြောင်းကျင်နေသူတွေအတွက်သုံးလို့ရတယ်ကိုကချုံနီးတွေတည်တယ်ချုံတက်တယ်ဆိုရင်ပြောင်းလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဒီ chair စီကချုံနီးကိုပါတည်ကျင်တာဒီ chair no bra တွေကိုဘလို့ချုပ်ဝါတယ်ဘလို့မျိုး chair တို့ကင်ဝါတယ်ဆိုတာတွေပါအင်းကြီးတထည်ကိုအစအဆုံးချုပ်ပြတာတည်ကျင်တာဆိုလို့ရှိရင် online class တွေတက်လို့ရပါတယ် chair ချိန်မှာ online class တန်ခွဲကစုစုပေါင်း၈ခုရှိတယ် chair တက်တော့မှဆိုလို့ရှိရင်ပင်ထောက်ထားတဲ့ video မှာရှင်းပြပေးထားတာရှိတယ်ပေါ့နော် chair ကိုအသေးစိတ်တည်ကျင်တယ်ကိုကဘယ်အတန်းကိုတက်ရမလဲမသိဘူးဒီ chair နဲ့တေချာဆွေးနွေးပြီးမှတက်ရှင်နေဆိုရင်တော့တချဲ့ Viber နေလာပြီးမေးလို့ရပါတယ်။ချဲ့ comment မှာချဲ့ Viber ဖုန်းနံပါတ်လေးမှတ်ထားပေးပါမယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီချဲ့ကတော့ဒီဇိုင်နာຫນွေဦးပါရှင်။